ရေပေးသင့်ပြည်သူတွေကိုထိုင်းနိုင်ငံရောက်ရွှေပြောင်းမြန်မာအလုံသမားတွေစူပေါင်းပြီးစေဝါနဲ့စားနေရိတ်ခါတွေတွားရောက်လှူဒန်းခဲ့ပါတယ်။ခွန်မသာရဲ့ပြည်ပို့ချက်မှာရှုစားနိုင်ပါတယ်ခင်ဗျာ။ဒီတော့အမေပြောပြီနော်ဒီစိတ်ကစိတ်စိတ်နဲ့ clear ငယ်တဲ့အတွက်ကျွန်မတို့ဆီမှာဆေးဟုတ်ရှိစေချာဆေးရအေဝါဒီစကိုင်းမကွေးရခိုင်စတဲ့တိုင်းနယ်ပြည်နယ်တွေကရေဘေးဒုက္ခတဲ့ကျေးရွာတချို့အတွက်လိုအပ်တဲ့ဆေးဝါးနဲ့အစားအစာတွေကိုတွားရလူဒန်းခဲ့ကြတာပါ ထိုင်းနိုင်ငံရောက်မြန်မာပြည်ပွားကော်ရခါလူငယ်အစီအယုံကဥဆောင်ပြီးတွားရောက်လူဒဏ်ခဲ့ကြတာဖြစ်ပါတယ်။ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့မြန်မာရွှေ့ပြောင်းအလို့သမားတွေရဲ့လူငွေတွေထိုင်းမြန်မာနယ်စပ်တွေမှာနေထိုင်တဲ့မြန်မာလူမျိုးတွေရဲ့လူငွေတွေအပြင်တခြားပြည်ပနိုင်ငံတွေမှာတွားရောက်လောက်ကင်နေကြတဲ့မြန်မာလူမျိုးတွေရဲ့လူငွေတွေစုပေါင်းပြီးတွားရောက်လူဒန်းခဲ့ကြတာပါအဲ့ဒီဒေသမှာတောက်ရည်အတီကလူအားနေဆဲဖြစ်ပြီးတောက်ရည်တန်ရရှိဖို့အဝေးစစ်တွင်တူပေတာတွေလည်းဆောင်ရွက်ပေးခဲ့ပါတယ်ကျွန်တော်တို့ကြည့်ရတော့ ဒီရေအနေထားတော်တော်တော့ခောက်ရပါတယ်ဒီလိုကျွန်တော်တို့ကြည့်ရဖို့လာပြီးတော့ရေကောင်းရေသန့်ဖြစ်အောင်လုပ်ပြတော့ကျွန်တော်တို့ကြည့်ရတရားသားလုံးကတော်တော်လေးပျော်ရှင်နေရပါတယ်အဲကျွန်တော်တို့ကြည့်ရကဖြစ်အဆက်ဆက်ကလည်းဒီရောထဲကကန်တယ်ကသုံးလို့မရပါဘူးအဲတောက်ရေကန်ဆိုတော့လေတော်တော်ဝေးပါတယ်စေဖာလုံးလောက်ရှိပါတယ် ်ဒီလိုရွာထဲကကန်နေရေကောင်းရေသန်းဖြစ်မယ်ဆိုတော့တရွာလုံးရွှေရှင်ရမှာပါတို့တို့ရဲ့ရေပေးတင်ပြသူတွေကိုတွားရောက်လူပေးတဲ့ခရီးစဉ်ကိုဩဂုတ်လ17ရက်နေ့ကစတင်ခဲ့ပြီးစက်တင်ဘာလ9ရက်နေ့မှာခရီးစဉ်ကိုအဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဒီဒေသမှာကျမ်းမာရေးစောက်ရှောက်မှုတွေလိုအပ်နေဆဲဖြစ်ပြီးကျေးရွာတွေမှာဆရာဝန်နဲ့ကျမ်းမာရေးစောက်ရှောက်ပေးမဲ့သူလုံလောက်မှုမရှိတဲ့အကြောင်းလည်းဒေသခံတွေကပြောပါတယ်ကျွန်တော်ခွန်ပါတာပါ